လာပါရှင်ခொနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ18.5 VDN YouTube Channel လေးကနေပြီးပြန်လည်ပြီးချူဆိုလိုက်ပါတယ်ဆံမကတော့ဆောလာနွေနေဖြစ်ပါတယ်ဆံမနေနဲ့ကတော့2025ခုနှစ်မေလအတွက်တနင်္ဂနွေသားသမီးတွေရဲ့ထီကန်စရာနဲ့ Lucky အဆောင်ရတရားလေးဒီကိုတစ်ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်ဒီလမှာဆိုရင်တနင်္ဂနွေသားသမီးရဲ့ထီကန်စရာကောင်းမကောင်းထီထိုးရမယ်နေ့အကျိုးပေးကနေနော်အကျိုးပေးနော်အချိန်နာကြီးပြုလို့မဲ့ရတရားလေးတွေနဲ့ဒီလမှာဆိုရင်တနင်္ဂနွေသားသမီးလုပ်ငန်းစီ ီးပွားငွေကြေးကျန်းမာရေးအခြေပညာရေးအဆအစအရာအဆင်ပြေစေဖို့အတွက်ထုခံကောင်းစီမဲ့လက်ကီအဆောင်ရတရားကိုပြပြပေးတော်မှာဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြစ်တာရက်ခံကျင်တာကတော့စမတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစမတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစမတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ အဲ့ဒီလမှဆိုရင်တနင်္ဂနွေသားသမီးတွေအထီကန်သရာကိုကြည့်လိုက်တဲ့အခါမှာထီကန်ကောင်းတဲ့လာလေးတလားဖြစ်ပါတယ်။နော်ဒီလမှတနင်္ဂနွေသားသမီးတွေထီကန်ကောင်းနေပြန်ပါတယ်နော်။အဲ့တော့ထီထိုးဖို့အတွက်အကောင်းဆုံးနေလေးကိုကြည့်လိုက်တဲ့အခါမှာတနင်္ဂနွေနေ့ပါထို့ကြောင့်တနင်္ဂနွေသားသမီးတွေကမိမိတို့ရဲ့မွေးနေ့လေးမှာပဲထီထိုးပေးပါ နော်ထီထိုးဖို့အတွက်အချိုးပေးကဏန်းလေးကိုကြည့်လိုက်တဲ့အခါမှာခွန်ကဏန်း၁ကဏန်း၆ကဏန်းခွန်၁၆ကအချိုးပေး lucky ကဏန်းဖြစ်ပါတယ်အချိုးပေးအခရာလေးတွေကတော့ကခကကန်ကအခရာလေးတွေကတော့ဒီလအတွက်အချိုးပေး lucky အခရာလေးတွေဖြစ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ထီထိုးရမယ်ဆိုရင်တနင်္ဂနွေနေ့တနေ့တာအတွင်းမှာထီထိုးဖို့အတွက်အကောင်းဆုံးအချိန်လေးဆိုတာရှိပါတယ်ဒီချိန်လေးမှာရွေးပြီးထီထိုးခြင်းဖြင့်ကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်နော်ဒီချိန်မှာရွေးပြီးတော့ထီထိုးတာပဲဖြစ်ဖြစ်ရည်ကြီးသောလုပ်ငန်းဆောင်တာကိစ္စအဝအရေးကြီးသောစကားတွေပြောမယ်ရည်ကြီးသောအကြောင်းအရာတွေစတင်ပြီးတော့ အကောင့်နဲ့ဖုန်းမဲ့ပြုလို့ပြောဆိုမဲ့ဆိုဒီချိန်လေးမှာရွေးပြီးပြုလို့ပြောဆိုမဲ့ဆိုရင်လည်းအောင်မြင်မှုရရှိမဲ့အချိန်လေးပါအဲ့ဒီချိန်လေးမှာရွေးပြီးတော့ထီထိုးမဲ့ဆိုရင်တော့ကံကောင်းခြင်းတွေရရှိလာမှာပါเนาะအဲ့ဒီချိန်လေးကတင်းတင်းကုန်နေတဲ့တင်းတာအတွင်းမှာမဟုတ်ဆိုရှိရခဲ့အချိန်လို့ခေါ်ပါတယ်မနေ့10နာရီ49ကနေပြီးတော့တနာရီ7နှစ်အတွင်းမှာပါเนาะအဲ့ဒီချိန်လေးမှာရွေးပြီးထီထိုးပေးပါကံတရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အဲ့တော့ထီထိုးဖို့အတွက်ရက်ဒေတာကိုရေးချင်မဲ့ဆိုရင်တော့အရှင်းမြောက်ရက်ပေါ့เนาะအဲ့တော့တခြားနိုင်ငံမှာနေတဲ့သူတွေကထီထိုးဖို့အတွက်အကျိုးပေးနေရအချိန်ရခဏရပဲအဓိကယူပြီးတော့ ထီထိုးပေးရမှာဖြစ်ပါတယ်။အဲ့တော့မိမိတို့အနေနဲ့ထီထိုးပြီးသွားပြီဆိုရင်တော့ထီထိုးပြီးသူတိုင်းပြုတော့မယ့်ရေရာလေးပေါ့နော်။မိမိအိမ်ဖျားမှာအဖြူရောင်ပန်းလေးတွေလူပါတတိလေးတွေလူပါလူသွားလူလာလမ်းလေးတွေတန်ရှေးလောက်တာအမိုင်ရှင်းတာဂျိုင်းဂျိုင်းခွက်လေးတွေရှိနေမြေကြီးဖို့တာလူကုသိုလ်ကောင်းမှုလေးတွေပြုလုပ်ပေးပြီးတော့ထီစီပောက်ဖို့ဒီကံကောင်းမှုစုတောင်းခြင်းဖြင့်ကံတရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်နော်။ဒါကတော့တနင်္ဂနွေသားသမီးရဲ့ထီကံပေါ့လက်ကိတ်အဆောင်ရေရာလေးလက်ကိတ်ဆောင်ပြောပေးပါမယ်နောက်ထပ် အဲ့တော့လုပ်ငန်းစည်းဝိုင်းငွေကြေးဆန်းစားရေးရပါတော့ကံကောင်းခြင်းနေပိုင်ဆိုင်အောင်ဒီလာထဲမှာ ကျွန်တော်ဆောင်ထားမဲ့အဆောင်လေးကတော့ကြောက်ပြင်းလေးဆောင်ထားပေးရမှာဖြစ်ပါတယ်နော်။ကြောက်ပြင်းလေးတော့လကောင်ကြောက်ပြားလေးတော့လကောင်ဆောင်ထားပေးရမှာဖြစ်ပါတယ်။ဒီလိုမျိုးအဆောင်လေးကတနင်္ဂနွေသားသမီးတွေဒီလအတွက်ဆောင်ဝမ်းမဲ့အဆောင်လေးဒီအဆောင်လေးကိုဆောင်ထားခြင်းဖြင့်အိမ်မှာအရာရာအဆင်ပြေမယ်လုပ်ငန်းစည်းပွားငွေချေးနော်အရာရာပြည့်စုံပါလိမ့်မယ်။အဲ့တော့အိမ်တွင်းဘိုင်းနဲ့မှာလုပ်ငန်းစည်းပွားတွေတက်ခြင်းနဲ့အိမ်တွင်းအေးချင်းခြင်းနဲ့စည်းပွားလက်လာပါတွေတိုးတက်ခြင်းနဲ့ဆိုမိမိတို့ရဲ့အိမ်ဝင်ဝမ်းမှာကြောက်ပြင်းလေးထားထားပေးမိမိတို့ရဲ့အဲခန်းထဲမှာကြောက်ပြင်းလေးထားထားပေးနော်။အဲ့တော့မိမိတို့ကဒါဒီလိုမျိုးလေးတွေထားထားခြင်းဖြင့်အိမ်မှာစည်းပွားလက်လာပါ ါတွေတိုးတက်မယ်အိမ်တွင်းရေးအေဂျင့်မှုတွေရှိမယ်เนาะအရာရာအဆင်ပြေလိမ့်မယ်နောက်ပြီးတော့မိမိအိမ်ဖျားမှာအမြဲတမ်းအဖြူရောင်ပန်းเนาะဒါရေရလေးကတော့အဖြူရောင်ပန်းတတီစွန်းလေးတွေအာလှူပေးမယ်လူသွားလူလာတဲ့နေ့အမိုင်ရှင်တန်ရှေးလို့เนาะမြေကြီးဖို့စုညောင်းခလုတ်ဖယ်ပေးတာမျိုးလေးတွေပြုလုပ်ပြီးတော့လိုရာဆူတောင်းပေးရမှာဖြစ်ပါတယ်เนาะနောက်ထပ်မိမိတို့အနေနဲ့ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကဆွဲနေတဲ့သူတွေပွဲရုံပွဲစားလုပ်နေတဲ့သူတွေခီးသွွာလာနေတဲ့သူတွေကိုရဲ့ခီးစင်ကိစ္စတွေအဆင်ပြေခြင်းနဲ့ရောင်းဝယ်ကိစ္စတွေအောင်မြင်ခြင်းနဲ့ပေါ့เนาะကားတွေဆွဲကောင်းခြင်းနဲ့ ယ်ဆိုကြောက်ပြင်းနေဆောင်ပြီးတော့ခီးသွားတာမျိုးကြောက်ပြင်းနေဆောင်ပြီးတော့စကားပြောတာမျိုးကြောက်ပြားလေးတော့ကင်ပြီးတော့စကားပြောတာမျိုးပေါ့ကြောက်ပြားအသေးလေးတွေကင်လို့ရတယ်ကြောက်ပြင်းအသေးလေးတွေဆောင်ထားလို့ရတယ်ကိုယ့်ရဲ့လုပ်ငန်းစွဲမှာကြောက်ပြင်းလေးတင်ထားပေးပေါ့နော်အဲ့လိုမျိုးအဲ့တော့ကားမောင်းနေတဲ့သူတွေကားဆွဲနေတဲ့သူတွေကိုယ့်ရဲ့ကားခေါင်းမိုးသွမခေါင်းခန်းထဲမှာကြောက်ပြင်းလေးထားထားပေးတာမျိုးကိုယ့်ရဲ့အိတ်ကလေးမှာကြောက်ပြားလေးထည့်ပြီးတော့ကားမောင်းတာမျိုးကားဆွဲတာမျိုးပြုလို့ချင်းပြေဝင်ငွေတိုးလိုက်မယ်ခါတိုင်းပို့ပြီးတော့ကားဆွဲရကောင်းတာမျိုးတွေဖြစ်လိမ့်မယ်ပေါ့နော်နောက်ပြီးတော့ဆိုင်ငန်းဈေးကန်စထိုးဆိုင်စားတောက်ဆိုင်ကုံစုံကုံချ ော့ကုံစိမ့်ဘာဆိုင်မဲ့ရောင်းရောင်းကိုဆိုင်မှာဈေးရောင်းကောင်းခြင်းနဲ့လူဝင်လူထွက်တွေများခြင်းနဲ့ရောင်းဝတ်တက်ခြင်းနဲ့ဆိုဆိုင်ရဲ့အဝင်ဝမှာကြောက်ပြင်းနေထားတာပဲဆိုင်ရဲ့ကောင်တာပေါ်မှာကြောက်ပြင်းနေထားတာရောင်းခြင်းနဲ့ PC တွေချားထဲမှာကြောက်ပြင်းနေထားတာဘီလာရောင်းဝတ်တက်မဲ့အဆင်ပြေလိမ့်မယ်နော်နောက်ပြီးတော့မိမိတို့နေနဲ့ငွေကြေးကန်ကောင်းခြင်းနဲ့ဝင်ဝင်ခြင်းနဲ့လက်ရှင်ခြင်းနဲ့ဆိုမိရဲ့ပတ်စံအိမ်လေးထဲမှာကြောက်ပြင်းနေတက်တလေးထက်ထားပဲသို့မဟုတ်ကြောက်ပြင်းနေတဲ့ပတ်စံအိမ်လေးကိုပုတ်ပြီးတော့ငွေဝင်စေငွေမြဲစေလက်ရှင်ပါစေပြောပေးလိုက်နော်အခုညီတော်တောင်းခြင်းနဲ့ဆိုကြောက်ပြင်းအသေးလေးသို့မဟုတ်ကြောက်ပြားလေးဆောင်ပြီးတော့အခုညီတော်တောင်းအဆင်ပြေပါလိမ့်မယ် ယ်နော်နောက်ပြီးတော့ကျန်းမာရေးညံ့နေတဲ့သူတွေဆေးတုံးဆေးသားလုံးနေတဲ့သူတွေဆေးကန်းပြနေတဲ့သူတွေကြီးကြီးမားမားယောဂါဆိုအညံ့နေမကြရအောင်မမိရဲ့ခေါင်းရင်းမှာကြောက်ပြင်းလေးထထားပေးကြောက်ပြားလေးထထားပေးနော်ရေရင်အနေနဲ့ကတော့မမိတို့ကမမိအိမ်ထဲမှာဖြူအောင်ပန်းလေးတွေလူမွေးနံတောက်မှာလူလို့ရတယ်နောက်ပြီးတော့တတိလေးတွေလူပါနော်တတိဆုံးကပ်ပါလူသွားလူလာလန်းလေးတွေအမိုင်ရှင်းတန်ရှေးလို့ဆုညောက်ခလုတ်ဖဲတာမျိုးတွေပြုလုပ်ပြီးဆူတောင်းခြင်းပြီးကြီးကြီးမားမားယောဂါဆိုအညံ့နေမကြရောက်နိုင်ဘူးနော် နောက်ထပ်အိမ်တွင်းအိမ်တော်ကြီးခန္ဓာတွေပေါ်တော့အတိုက်ခံလေးတွေပေါ်တယ်ရန်ပေါ်တယ်ပြဿနာလေးတွေရှိနေတယ်ဆိုအိမ်တွင်းရဲ့အေဂျင့်မှုအဆင်ပြေဖို့အတွက်လင်းမြတ်မြောက်ကတက်ပုံပေါ်မှာကြောက်ပြင်းလေးတို့မဟုတ်ကြောက်ပြားလေးတင်ထားပြီးအဆင်ပြေလိမ့်မယ်နော်အဲ့တော့ချစ်သူစုံတွဲတွေအနေနဲ့လည်းပေါ်တော့အခြေအကံကောင်းမှုအဆင်ပြေဖို့ချစ်သူနဲ့အဆက်အသွယ်ပြည့်နေတာတွေပြန်ရချင်းနဲ့အေဂျင့်ချင်းနဲ့အရာအဆင်ပြေချင်းနဲ့ဆိုချစ်သူနူရဲ့တက်ပုံပေါ်မှာကြောက်ပြားလေးတို့မဟုတ်ကြောက်ပြင်းလေးတင်ထားပေးပါနော်အဲ့ဆိုရင်ကြီးကြီးမားမားပြဿနာတွေမတက်နိုင်ဘူးအဲ့တော့ဆမ်မိုးဝဲဖိတာမျိုးတွေအလုပ်အင်တာဗျူးကိစ္စတွေရှိတယ်ဆိုရင်လည်းကြောက်ပြားလေးတို့မဟုတ်ကြောက်ပြင်းလေးဆောင်ပြီးတော့အင်တာဗျူးဆမ်မိုးဝဲ ဖြေပါအောင်မြင်မှုရရှိပါလိမ့်မယ်နော်ဒါဒီတရာလုံးအတွက် lucky အဆောင်လေးဖြစ်ပါတယ် lucky ရေတရာလေးကတော့အဖြူအောင်ပန်းလေးတွေလှူပေးပါတတိဆုံးကပ်ပါလူသွားလူလာလေးတွေအမိုင်ရှင်တန်ရှင်လို့ဆုညာခလုတ်ဖယ်ပြီးတော့နော်ကုသိုလ်ကောင်းမှုလေးတွေပြုလုပ်ခြင်းဖြင့်နော်ဒါကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်နော်နောက်ထပ်ဒီလအတွက်အကျိုးပေး lucky color လေးတွေပြောပေးပါမယ် lucky color လေးတွေကတော့နော်အပြာပွင့်ပြာရောင်နှစ်ပွင့်အနေရောင်ခဲပွင့်ခဲရောင်လေးတွေကတော့ lucky color လေးတွေဖြစ်ပါတယ်အရေးကြီးသောလုပ်ငန်းကိစ္စအရေးကြီးသောခရီးအရေးကြီးသောအကြောင်းအရာလေးမှာဝိစဉ်သုံးပြုခြင်းဖြင့်ကံစရာပွင့်လန်း ်းစေပါလိမ့်မယ်နော်ဒါကတော့ဒီတလာလုံးအတွက်ဒါတင်းင်းကုန်ရသားသမီးရဲ့ထိကန်သရားနဲ့ lucky အဆောင်ရေတရားလေးတွေဖြစ်ပါတယ်ဒီအဆောင်လေးတွေဒီရေတရားလေးတွေပြုလို့ပေးပြီးတော့ကံကောင်းမှုတွေရယူပေးပါယနေ့မှစတင်းင်းကုန်ရသားသမီးရဲ့အဆအဆအရအဆင်ပြေကြပါစေထီစုလည်းပေါက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေစီးပွားလက်လာပါတွေတိုးတက်ပြီးတော့စိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမဆောလောင်းနေကနေစူတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်